ိမ်နီးချင်းလူသက်သမားတို့၏အကြောင်းကျမအသက်29ခုနှစ်အရွယ်2019ခုနှစ်ဒီဇင်ဘာလမှာအိမ်ဝယ်ခဲ့ပြီးတော့ကျမခွေးကလေးတွေနဲ့အတူတူ နေထိုင်ခဲ့ကြပါတယ်ပတ်ဝန်းကျင်အစ်စ်မှာကျမရဲ့အိမ်နီးနာချင်းအစ်စ်တွေနဲ့ရင်းနှီးမှုမရှိသေးပေမဲ့အိမ်ရဲ့ဘဘချမ်းမှာလီယိုလို့ခေါ်တဲ့အိမ်နီးချင်းကသဘောကောင်းတဲ့လူကြီးတယောက်ဖြစ်တယ် အိမ်ကြီးချင်းလီယိုနဲ့ခင်မင်မှုရပြီးအားတဲ့အချိန်စကားတွေပြောဖြစ်ကြပါတယ်။တခါတလေသူကကျမကိုအိမ်ကြီးနာချင်းကလူတွေရဲ့အကြောင်းအကုန်ပြောပြပါတယ်။သူ့အိမ်ကလမ်းထိပ်အဝင်မှာရှိတာဆိုတော့အိမ်ကြီးချင်းလူတော်တော်များများရဲ့အကြောင်းသိထားသူလည်းဖြစ်တယ်။လီယိုကကျမရဲ့ညာဘက်ချမ်းမှာနေထိုင်တဲ့တွင်ရဲ့အကြောင်းကိုပြောဖို့လုပ်ရင်းခြီတုံချတုံဖြစ်နေပုံရပါတယ်။နောက်တော့သူဆက်ပြောတယ်စာကြည့်တိုက်မှုကိုတက်ခဲတဲ့လူသက်အဖွဲ့မှာ ဒွန်နဲ့ပတ်သက်နေရဆိုတဲ့အကြောင်းပေါ့နားထောင်နေရင်ကျမလဲသိမရှင်းလို့လီယိုကိုဘာကိုပြောချင်တာလဲဆိုပြီးထပ်မေးလိုက်တော့လီယိုကသူပြောပြမိလိုက်လို့နောင်တရသွားတာလားဒါမှမဟုတ်သူ့နားမကောင်းလို့ကျမမေးခွန်းကို မကြားလိုက်တာလားမသိပါဘူးချက်ချင်းပဲစကားလမ်းကြောင်းလွှဲသွားခဲ့ပါတယ်အဲ့ဒါနဲ့ကျမလည်းပြောပြပေးဖို့ထပ်မမေးခဲ့တော့ပါဘူးကျမတို့စကားပြောပြီးသွားတဲ့အခါမှာတော့ ကျမကတွန်ရဲ့အကြောင်းတွေကိုတီးတလောက်တွေးပြီးစူးစမ်းနေမိပါတယ်တွန်ကအရက်ရှိရှိရှိတဲ့သူပဲပြောရမယ်ဆိုရင်ကျမပြောင်းလာခါစကလေးကသူ့အိမ်မှာမီးလင်းအောင်တစ်ခါမှ မမြင်ဘူးတာရဲ့လိုက်ကာတွေကိုအမြဲပိတ်ထားတာရဲ့ပြီးတော့သူ့ရဲ့ကြက်ကအဟောင်းကြီးကိုလည်းထုတ်စည်းတာမမြင်ဘူးသလိုလမ်းထဲမှာလည်းခြံစည်းရိုးခတ်ထားတာသူ့အိမ်တလုံးထဲသာရှိတာကြောင့်ထူးဆန်းလို့သူ့ကိုနင်းနေတော့စိုးရိမ်နေတယ် ကျမလဲအဲ့ဒီနေ့ညကသူရဲ့အကြောင်းတွေကိုစူးစမ်းကျင်တာနဲ့ရှာဖွေကြည့်ဖို့ဆုံးဖြတ်လိုက်တယ်။ရှာဖွေရတာတိတ်မကြလိုက်ပါဘူး။သတင်းဆောင်ပါမှာအဆိုးရွားဆုံးလူသတ်မှုတွေတဲကတခုဆိုပြီးတွေးလိုက်ရတယ်အဲ့ဒါနဲ့ကျမလဲသတင်းကိုဖတ်ကြည့်လိုက်တော့လူလက်ပိုင်းမျိုးသမီးတို့အကြမ်းဖက်တပ်ဖြတ်ခံရမှုအကြောင်း အပြည့်အစုံကိုဖတ်လိုက်ရတယ်။ဒွန်ငယ်ငယ်တုန်းကတခြားမျိုးမာနေတဲ့သူ့သူငယ်ချင်းနဲ့အတူ အိမ်ကြီးချင်းအိမ်တအိမ်ကိုဖောက်ထွင်းလို့ရဖို့ကြိုးပမ်းခဲ့ကြောင်းနေခင်ဘက်အိမ်ထဲကိုခိုးဝင်ခဲ့တာကိုကံမကောင်းစွာနဲ့ပဲထိုမျိုးသမီးကတွေ့သွားခဲ့ပေမဲ့အဲ့ဒီအချိန်တွင်ရဲ့သူငယ်ချင်းကအဲ့ဒီအမျိုးသမီးကိုနောက်ကနေဖန်ပုလင်းနဲ့ခေါင်းကိုရချာပစ်လိုက်တယ်ထိုမျိုးသမီးလဲသွားချိန်တွင် တွန်က သူမရဲ့ခေါင်းကိုဘေ့စ်ဘောလိုက်တဲ့တုံးနဲ့ထပ်ပြီးရိုက်လိုက်ပါတယ်သူငယ်ချင်းဖြစ်သူကမျိုးသမီးလက်ကဝတ်ကိုလိဖြတ်ပြီးကားကိုခိုးယူသွားခဲ့တယ် ဒါပေမဲ့လည်းသူတို့ကားကိုအမြင်မောင်းလာတာကြောင့်လမ်းချော်ပြီး အဖမ်းခံခဲ့ရလိုက်ပါတယ်။ထိဆုံးသွားသောအမျိုးသမီးဤသားကเจ้าကနေအိမ်ပြန်ရောက်တော့သူရဲ့မိခင်ဖြစ်သူဒေဆုံးနေတာတွေ့ခဲ့တယ်။အဲဒီနောက်တော့တွန်ရဲ့ရှိနေတွေက တွန်ရဲ့ယူသွတ်တဲ့လုပ်ရက်အတွက်အတနာခံခဲ့တယ်။တွန်ရဲ့ကလေးဘဝကမာရွင်းတဲ့အပြုအမူတွေယူသွတ်မှုတွေပြီးတော့သူမိခင်ကို တောင်းတနဲ့ထိုးဖို့လှုပ်ခဲ့တာတွေကြောင့်အတနာခံခြင်းက မအောင်မြင်ခဲ့ပါဘူးတွင်က ထောင်ထဲမှာအချိန်တိုင်းတာတစ်ခုအထိထောင်ကြခဲ့တယ်။တွင်ရဲ့သူငယ်ချင်းကလူတက်မှုကျူးလွန်ပြီး2010ကျောက်ခုနှစ်မှာထောင်ကနေလူမြောက်လာခဲ့တယ်။သူတို့ကထောင်တစ်သက်တစ်ကျွန်းပြစ်ဒဏ်များချမှတ်မခံခဲ့ရပါဘူး။ဘာလို့လဲဆိုတော့ညာဘက်မှာမဟုတ်ပဲနေဘက်မှာကျူးလွန်ပြီးလို့တဲ့ဒါကတရားစီရင်ဥပဒေရပါလေ။ကျမလဲသူ့အကြောင်းတွေအားလုံးကိုဖတ်ပြီးသွားတော့ တွန်ကိုစိတ်ဝင်စားလာခဲ့မိတယ်။အဲနောက်ကျမအမိုက်သွားပြီးခဲ့တဲ့အချိန်တွန်ရဲ့အိမ်ရှိမှာချီထားတဲ့ခွေးကကျမကိုအဆက်မပြတ်ဟောင်နေတဲ့အချိန်ဂျိုးကလွတ်သွားပြီးခွေးကကျမစီရောက်လာခဲ့တယ်။အဲချိန်တွန်ရောက်လာပြီးခွေးကိုထင်းကကျမကိုတောင်းပန်ခဲ့တယ်။ကျမကလည်းခွေးချစ်တတ်တဲ့သူဆိုတော့ရပါတယ်စိတ်မဆိုးပါဘူးလို့ပြောလိုက်ပါတယ်။ကျမသူနဲ့အငဲခုံဖြစ်ချင်ဘူးလေ။ကျမက ထောင်ထဲရောက်ဖူးတော့ ကျင်းသားတွေနဲ့ရောလူတတ်မှုဖြစ်ပြီးရုံးတင်စစ်ဆေးခံရသူနဲ့ရောစကားပြောဘူးလို့ကျမလွယ်လွယ်နဲ့တော့မကြောက်ပါဘူးပြီးတော့ရာဇဝတ်မှုကျူးလွန်ခဲ့တဲ့သူတွေလည်းသူတို့ရဲ့အပြစ်တွေကိုပေးဆက်ပြီးနောက် လူဖွဲ့စည်းအတွင်းပြန်လည်ပေါင်းစည်းပြီးမှန်ကန်တဲ့ဆုံးဖြတ်ချက်တွေနဲ့နေထိုင်နိုင်ပါတယ်ဒါပေမဲ့လည်းလူတတ်မှုကျူးလွန်ထားသူက ကိုယ်အိမ်ကြီးချင်းဖြစ်နေတာကတော့မတူတဲ့စိတ်ခံစားချက်လေးတော့ရှိတာပေါ့လေ